လူပေါင်း309ယောက်ကိုဘဝတုံးပေးလိုက်တဲ့အမျိုးသမီးစနိုက်ပါလူမီလာပါပလီချန်ကိုမင်္ဂလာပါယူသန်အန်တေးမန်ပရိသတ်ကြီးရဲ့ဒန်နိုင်ဆန်ရဲ့စစ်တီတော်တူဖြစ်တဲ့လူမီလာပါပလီချန်ကိုဟာဒုတိယကမ္ဘာစစ်အတွင်းမှာနာမည်ကျော်ကြားခဲ့တဲ့ဆိုဗီယက်စနိုက်ပါတူဖြစ်ပါသည်သူမကို1916ခုနှစ်မှာယူကရိန်းနိုင်ငံဗီလာဆာကူဘာမှာမွေးဖွားခဲ့ပြီးကျောင်းသားဘဝတွေကတနက်ပြေဝါသနာပါခဲ့ပါသည် စစ်ပွဲတွေစတင်လာတဲ့အခါမှာတပ်ထဲကိုဝေမို့ဆုံးဖြတ်ခဲ့ပြီးရဲဘော်ရဲဘက်တွေကြားထဲမှာပါတမှုထူးခြားတဲ့စွမ်းရည်တွေကြောင့်သူမရဲ့နာမည်ဟာမကြားခင်မှာပဲစစ်မြေပြင်တစ်ခုလုံးကိုပြန့်နှံ့သွားခဲ့ပါသည်။ယူမီလာဟာအမျိုးသမီးတွေအတွက်လေးကျင့်ရေးသင်တန်းကျောင်းမရှိတဲ့အတွက်အမျိုးသားတွေနဲ့အတူပဲသူ့ရဲ့စိတ်ရည်စွမ်းရည်တွေကိုလေးကျင့်သင်ယူခဲ့ရပါသည်။စစ်မြေပြင်မှာတော့သူမရဲ့အမခန်းစွမ်းရည်တွေကြောင့်မလို့ရန်သူတွေတအူးပြီးတအူးကိုအတိအကျပြစ်မှတ်ထားချေမှုန်းနိုင်ခဲ့ပါသည်။ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာအိုဒက်ဆာနဲ့စီဘတ်စတိုဘိုမြို့တွေမှာတိုက်ပွဲဝင်ရင်းမဲ့ သမိုင်းတွင်ပဲဖြစ်ရက်တွေဖြစ်ပေါ်လာတော့ပါပြီ။သူဟာအရိတိုက်ပွဲတွေအတွင်းမှာလူပေါင်း309ဦးကိုပြစ်ခတ်သုံးသင်နိုင်ခဲ့တဲ့အတွက်သမိုင်းမှာအအောင်မြင်ဆုံးမျိုးသမီးစစ်နိုင်ပါတော်ဦးဖြစ်မှတ်တမ်းဝင်ခဲ့ပါရီ။သူမရဲ့ပြစ်ခတ်မှု309ခုထဲမှာရန်သူစစ်နိုင်ပါ36ဦးပါဝင်နေဆိုတာကသူမရဲ့စွမ်းရည်ကိုပို့ပြီးတော့ထင်ရှားစေတာပါ။ပုံမှန်စစ်မြေပြင်မှာစနိုက်ပါနဲ့ပြစ်ခတ်ဖို့လွယ်တယ်ဆိုပေမဲ့သူမကတော့သူမနဲ့နီးတူပဲချောင်းမြောင်ပြစ်ခတ်နေတဲ့စနိုက်ပါတွေကိုကောင်းကောင်းကြီးတုတ်တင်နိုင်ခဲ့တာပါ။ လူမီလာရဲ့စွမ်းဆောင်ရည်တွေကြောင့်မလို့ဆိုဗီယက်စစ်တပ်ကသူ့မကို Lady Death လို့ဂုဏ်ပြုခဲ့ကြပါသည်။အတိတ်ဝက်ကတော့တေကျင်းကိုယူဆောင်လာတဲ့အမျိုးသမီးတေမင်းအမျိုးသမီးလို့လည်းခေါ်ဆိုကြတာပါ။ဒိုင်ယာရီအချိန်ချင်းရရှိခဲ့ပေမဲ့စစ်ပွဲအတွင်းမှာစစ်သည်တော်တွေအတွက်စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့ပါသည်။1942ခုနှစ်မှာတော့အမေရိကန်နိုင်ငံကိုသွားပြီးသတင်းမီဒီယာတွေကိုသူ့မရဲ့စစ်အတွေ့အကြုံတွေအကြောင်းပြောပြခဲ့ပူပါသည်။အဲဒီလိုပြောဆိုမှုတွေကြောင့်မလို့အမေရိကန်နိုင်ငံနဲ့မဟာမိတ်နိုင်ငံတွေရဲ့အတိမတ်ပြုခြင်းကိုလည်းခံခဲ့ရပါသည်။ အတော်လေးနာမည်ကြော်ကြအောင်မြင်ခဲ့တာဖြစ်ပြီးအခုချိန်ထိလဲသူမရဲ့အကြောင်းကပြောစမှတ်တွင်နေသေးပါစစ်ပွဲကြီးပြီးသွားတဲ့နောက်မှာတော့လျူမီလာဟာဆိုဗီယက်ရေတပ်မှစစ်တပ်တင်နန်းဆရာအဖြစ်နဲ့ပြန်ပြီးတော့တာဝန်ထမ်းဆောင်ပါရီသူမနဲ့နီးတူပဲတခြားသောစနိုက်ပါတပ်သားတွေကိုလည်းကောင်းကောင်းကြီးလေ့ကျင့်ပေးခဲ့ပါရီသူမရဲ့ဘဝဟာစစ်ပွဲရဲ့အကြမ်းဖက်မှုကိုခံစားခဲ့ရပေမဲ့ရဲစွမ်းတပ်တီးနဲ့တာဝန်ကျေပွန်မှုကိုပြသခဲ့တဲ့စံနမူနာကောင်းတစ်ခုတော့ဖြစ်ခဲ့ပါရီ နူမီလာပါပလီချန်ကိုဟာအမျိုးသမီးတွေကိုလည်းစိတ်မြေပြင်မှာထူးချွန်ပြောင်မြောက်စွာဆွမ်းဆောင်နိုင်ကြောင်းပြသခဲ့သူတို့ဖြစ်ပြီးတမိုင်းမှာအမှတ်ရနေရမည်တကယ်ကိုမှထူးခြားအံ့ဖွယ်သူရဲကောင်းတို့အဖြစ်ယနေ့ထပ်တိုင်းရည်တည်နေတော့တာပါပဲစစ်တပ်ကုံဒူးဆောင်ပွဲပေါင်းများစွာလည်းရရှိထားသူဖြစ်ပြီးဆိုဗီယက်တမိုင်းအပါအဝင်စစ်ရေးတမိုင်းချောင်းတွေအကြောင်းပြောတဲ့အခါမှာသူမရဲ့အကြောင်းကအမြဲတမ်းမပါမဖြစ်ဖြစ်ပါလိမ့်သူမလိုပဲတခြားသောထူးချွန်တဲ့အမျိုးသမီးစစ်သားကောင်းတွေလည်းများစွာရှိခဲ့ပါလိမ့် အဲ့ဒီကမှလူမီလာကတော့အထူးကြဆုံးနဲ့အောင်မြင်ဆုံးလို့ပဲပြောရမှာ ဖြစ်ပါလိမ့်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့အစီအစဉ်လေးကတော့တမိုင်းလေးကဒနာအီလာစစ်တီတော်တူဖြစ်တဲ့လူမီလာပါဝလီချန်ကိုအမျိုးသမီးစနိုက်ပါအကြောင်းပဲဖြစ်ပါလိမ့်။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းမယ့်အကြောင်းအရာတွေကိုရှားဖွေတင်ဆက်ပေးရောမှာပါ။ဂျိုင်းနေတတ်တဲ့ဆိုရင်တော့ channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ page ရှင်းကိုလည်းပဲ follow လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့။အစောနေ့ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။